အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင်ပေါင်းတို့ရေနှွေဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါတယ်နော်။ဒီကနေ့မှတော့ဗျာဆရာမောင်ချောနယ်ရဲ့ငါ့ကိုကြားတိတ်ပြီးရမတိုက်တဲ့နေ့ကဆိုတဲ့ဗျာလေးကိုဖတ်ပြပေးပြရစီခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြပါဦးနော်။ အကိုကြားတိတ်ပြီးရမတိုက်တဲ့နေ့ကပြောရရင်တဘဝလုံးလုံးကုန်မယ်သူ့တကူလုံးမှာသူဝစ်လာတဲ့အင်ကြီးပဲကောင်းတယ်ရှုမြော်ခင်းတွေပါလို့မို့သူ့ချေသူ့လက်သူ့ခန္ဓာသူ့စိတ်ဓာတ်တွေတော့ထားလိုက်ပါတော့အာလုံးအပြည့်အစည်ကြီးပဲဝါရှော့ပို့ထားကားလို့ပေါ့အကိုကြားတိတ်ပြီးရမတိုက်တဲ့နေ့က ဒီဘဝမှာဘယ်တော့မှကောင်းခဲ့တာလည်းမရှိဘယ်သူအပေါ်မှလည်းကောင်းခဲ့တာမရှိလာပေါက်နှစ်ပေါက်တင်ကျွေးခဲ့သူကိုရောအိမ်တလုံးလုံးပေးနေပေးသူကိုရောကောင်းခဲ့တာမရှိသူ့စိတ်နဲ့ငှမျက်နာကိုငှငါပြီပြောသည်သူမကောင်းတာကိုဖြစ်ဖြစ်ပြီးပေါင်းနေရသူလို့မသိငါကိုကြားရသိပ်ပြီးရမတိုက်တဲ့နေ့က ငါ့ကိုကြားတိတ်ပြီးရမတိုက်တဲ့နေကပေါ်သူမောက်မာလိုက်ပုံကသူ့အပေါ်ကောင်းခဲ့သူအပေါင်းတင်းတွေတည်ရင်သူကအလောင်းဖက်မငိုဘူးတဲ့သူဖက်ငိုလို့ကောဒီအလောင်းကပြန်ရှင်လာမတဲ့လားပြီအဲ့ဒီအလောင်းကကောသူအလောင်းဖက်ငိုရမတဲ့လားငါ့ကိုကြားတိတ်ပြီးရမတိုက်တဲ့နေကလူဘဝဆိုတာခြာကုန်းမှနေရတယ်လို့ ခဏခဏရွှေ့ရွှေ့နေရမယ်အရွှေ့ရင်ခြာစားခံရမယ်ဒါကိုဒင်းမတီးဘူးဒါကိုမတီးချင်းကြီးတဲ့ဒင်းကိုခြာကုန်းသာပို့ထားလိုက်ငါကိုကြားတိတ်ပြီးရမတိုက်တဲ့နေ့ကအဲ့ဒီနေ့ကအဲ့ဒီနေ့ကပေါ့ငါကိုကြားတိတ်ပြီးရမတိုက်တဲ့နေ့ကပေါ့တရားရုံမှာအမှုမကြည့်ကြည်အောင်ဆွဲချလို့မျက်နာမျိုးနဲ့လမ်းထဲကို ဝင်လာတယ်အဲ့ဒီနေ့ကအဲ့ဒီနေ့ကပေါ့ငါကကြားတသိပြရာမတိုက်တဲ့နေ့ကပေါ့အဲ့ဒီငနေဟာခုပဲဂျိုတကူကပြက်ကြလာသူလို့လို့ခုပဲလေရင်မြန်တက်တော့မလို့လို့အခုပဲလက်ထက်တော့မဲ့တို့တာလို့လို့အခုပဲအစီအဝေးမှာအဆုံးဖြတ်ပေးရတော့မဲ့သူလို့လို့ စတိုင်တွေဂိုက်တွေဖမ်းပြီးလမ်းတွေက ထွက်သွားလေရဲ့သူဘယ်လမ်းမှနေတယ်ဆိုတာသူကိုယ်တိုင်မသိတဲ့ကောင်လေပြာစရာမောင်ချောနယ်